Infinix ရဲ့ဖုန်းတွေထဲကနေမှ Note series ကလူကြိုက်လဲများတယ်ပေးရတဲ့ဈေးနဲ့လည်း feature တွေကတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့စီမှာ Infinix Note series ရဲ့မျိုးဆက်တစ်လေးဖြစ်တဲ့ Note 50နဲ့ Note 50 Pro ဆိုပြီးတော့နှလုံးရောက်နေတယ်ဆိုတော့ unboxing လုပ်ရင်းနဲ့ဘယ်သူတွေအတွက်ဖြစ်မလဲအဲ့ဒါကိုနည်းနည်းပပလီစမ်းသုံးကြည့်ပြီးတော့အမြင်လေးပေါ့ဗျာ first impression လေး လောက်ကြည့်ကြမယ်အရင်ဆုံးသူ့ရဲ့ဘူးကိုပဲကျွန်တော်တို့အရင်ကြည့်ကြည့်လိုက်မယ်ဗောနော်ဘူးကအကြီးပဲကိုင်းကြည့်လိုက်တော့လေတော်တော်လေးတယ်ပြီးတော့ Mobile Legend Ban Banks နဲ့ collaboration လုပ်ပြီးတော့ထုတ်ထားတာ Brody ရဲ့ပုံကြီးကိုဘူးမှာပြထားတယ်ဗောနော်အခုတလောဖုန်းနေ unboxing လုပ်ရင်တော့ပုံမှန်လင်းပြောင်းရင်ပြင်းစရာကြီးဗောနော်ဘူးလေးတွေကပပလေးတွေအထဲမှာလဲ adapter တော့ပိုင်ကန်ကောင်းဗောနော်ဘာမှဟိုမထည့်ပေးကြတော့ဘူးအဲ့ဒါနဲ့ပဲကျွန်တော်တို့ unboxing ဆိုတာတိတ်မလုပ်ဖြစ်တော့ဘူးဗောအဲဒီကောင်ကကျတော့ဘူးကိုကန်ကြည့်လိုက်တာနဲ့ဖုန်းအပြင် အထဲထဲမှာတစ်ခုခုတော့ပါမယ်ဆိုတဲ့ခံစားချက်လေးတော့ရှိတယ်ဆိုတော့ဖောက်ကြည့်လိုက်ဒီနေရာမှာဒီဖုန်းဘူးအကြီးကြီးထဲမှာ Infinix ရဲ့ထုံးစံတိုင်းပဲ तू ကဖုန်းကတက်တက်တဘူးပြီးတော့ wireless charger pad ပါတဲ့ဘူးနဲ့နှစ်ခုတွဲပြီးတော့သွားထည့်ပေးထားတာဆိုတော့အဲ့ဒီမှာနည်းနည်းဖုန်းကဘူးလေးကပိုကြီးနေတာပေါ့နော် wireless charger pad က 20W support လုပ်တယ်အာ pro ရောရိုးရိုးရောတူတူပဲပေါ့နော်20 watt wireless charger pad တွေနေအောင်စလုံးမှာပါတယ် အဖုန်းဘူးထဲမှာလည်းအသွင်ကြိုးရောအဒက်ပတာရော ပြီးတော့ဖုန်းကာဗာရောတခါလေးပါသေးတယ်ပေါ့နော်ဆိုတော့ဘာလို့သေးလဲပေါ့ Infinix ကဒီကိုအယောင်၄ယောင်တွင်းမယ်လို့ပြောတယ် Pro မှာဆိုလို့ရှိရင်ကျွန်တော်တို့အခုရထားတဲ့ Enchanted Bubble ရယ်ပြီးတော့ Titanium Grey Shadow Black ပြီးတော့ Racing Edition ဆိုပြီးတော့နည်းနည်းလေးပိုဆန်းတဲ့အယောင်လေးတွေလည်းရှိသေးတယ်โอเคဆိုတော့ ဒီကောင်ကိုဖောက်ပြီးတော့ကျွန်တော်လက်ထဲမှာကန်ကြည့်လိုက်တာနဲ့သဘောကျမိတာနည်းနည်းစစ်စစ်ပန်ပန်ရှိရပါတော့။အဲတုံးတဲ့ material တွေကပို့ပြီးတော့ကောင်းလာတယ်လို့ခံစားရတယ်။ Steel နဲ့ Aerospace Grade Titanium နဲ့ကိုရောထားတဲ့ဒီ Infinix ရဲ့အခေါ်ပေါ့နော် Armor Alloy လို့ခေါ်တဲ့ဘောင်တွေကိုသုံးပြီးထားတယ်။ဘေးဘောင်တွေကလက်ထဲမှာကင်လို့တော်တော်လေးအဆင်ပြေတယ်။မိုက်တယ်။အထူးအားလဲဒီကောင်က 7.8mm ရှိတယ်။အကျဉ်းရှာရှာဖြစ်နေတာ၊ကန်ရတာမတက်မတာဖြစ်နေတဲ့လက်ထဲမှာလာထောက်နေတဲ့အဲ့လို feeling မျိုးမရဘူး။ ်အခလုတ်တရလည်းနှိမ့်ရတာမိုက်တယ်အပေါ်ဘတ်တန်မှာ yellow essence လေးအဝါရောင် essence လေးထည့်ပေးထားတာလေးကလည်းသဘောကျစရာကောင်းတယ်ပြီးတော့နောက်ဖက်ကတော့ glass bag ပဲဘူးထဲမှာ wireless charger ပါတယ်ဆိုမှတော့ wireless charging ရတယ်ပြီးတော့တော်ရုံရေဆိုတာလောက်ကိုခံနိုင်မဲ့ IP64 dust and water resistant လည်းပါတယ် width ကအရင်ကြီးမကျယ်ပဲနဲ့တော်တော်လေးဖြစ်နေတာလက်ထဲမှာကန်ရတာပို့ပြီးတော့တက်တောင့်တက်တာရှိသွားစေတယ်အရှိတ်ဘက်ကဘောင်တွေကလည်းသူကအပေါ်အောက်ညီလူညီပါပဲ ပပလေးတွေပေါ့နော်ဒီ Note 50 series ရဲ့ camera design ကတမျိုးတော့တမျိုးပဲအပြောရင်တော့ unique တော့ဖြစ်တယ်ပေါ့နော်ကြည့်လိုက်တာနဲ့ Infinix ဖုန်းမှန်းတော့တန်းပြီးတော့တည်တာစီတယ်ဘယ်လိုပြောပြရမလဲကြည့်ကြည့်လိုက်ဗျာဒီတရုပ်ရိုးရအိမ်နေမှာတုံးထားတဲ့ window shade ပုံစံမျိုးကိုတုံးထားတာဒီတဲ့ရှင်းအောင်ကျွန်တော်မရှင်းပြတော့ဘူး camera ၃လုံးရယ် flashlight ရယ် ပြီးတော့ charging twin နေတဲ့အချိန်မှာပြပေးမယ်ဒီ halo light ရဲ့အဲကောင်လေးကိုဒီလိုမျိုးလေးလုပ်ပေးထားတယ်ဒီကောင်လေးကမတူတဲ့ notification တွေအတွက်မတူတဲ့အကြောင်းတွေကိုပြပေးနိုင်တယ်။ Proma ဆိုလို့ရှိရင်သူကမီးလင်းရုံနေမဟုတ်ဘူး။ sensor တစ်ခုလေးပါပါသေးတယ်။အဲဒီကောင်က heart rate တို့ blood oxygen တို့အဲ့ဒါတွေတိုင်းလို့ရမယ်။တိုင်းမယ်ဆိုလို့ရှိရင်တော့လက်ကိုငြိမ်ငြိမ်လေးထားမှရမယ်။အဲနည်းနည်းလေးလှုပ်လိုက်တာနဲ့တိုင်းလို့မရတော့ဘူး။ โอเค display အနေနဲ့ ਆ နှစ်ကောင်စလုံးက AMOLED panel တွေသုံးမိတာ6.78 inches ရှိမယ် Full HD+ plus resolution နဲ့ပြီးတော့ 144Hz refresh rate လည်းပါတယ် 144Hz ကကျွန်တော်အရင်တုန်းကပြောခဲ့သလိုမျိုးပဲသုံးရတာတိတာတယ်တိတိသာသာပို့ပြီးတော့ smooth ဖြစ်တယ်1300 nits အထိ peak brightness ရတယ်အဟိုက်ဘရစ်နက်စ်မုတ်မှာတော့ဘယ်လောက်ထိရလဲတေချာမသိရသေးဘူးဒါပေမဲ့အကြည့်ရတာတော့လောလောဆယ်မှာတော့မဆိုးဘူးကောင်းတယ်စိတ်ကတိကောင်းဖြစ်ရတာမျိုးမရှိသေးဘူး

အလုတ်ဖြစ်လောက်တယ်ဘူးမရေးထားတာတွေကြည်ရတဲ့လောက်ကတော့ Pro နဲ့ YoYo နဲ့က SoC ကလည်းအတူတူပဲသုံးထားတယ် MediaTek Helio G100 Ultimate ပဲသုံးထားတယ် G100 Ultimate ဆိုတာတော့ကျွန်တော်တို့မှပြောပြလဲခင်ဗျားတို့ရင်းနှီးပြီးသားဖြစ်လိမ့်မယ်ဆယ်သိန်းအောက်ဖုန်းတော်တော်များများမှပါတဲ့ gaming ဒါမှမဟုတ် performance အသားပေး SoC ပေါ့ဗျာမြင်လား budget performance SoC ပေါ့ တကယ်တမ်းကတော့ဇလိုက်ကျော်ကြီး G99 ကိုပဲ rename လုပ်ထားတဲ့ကောင်အဲဒီကောင်နဲ့ daily usage အတွက်ကို 1080p 144Hz မှာမထင်မငော့နဲ့အဆင်ပြေပြေသုံးနိုင်မဲ့ performance ကိုထုတ်ပေးနိုင်တယ်အထူးသဖြင့်ကျွန်တော်တို့ဒီ Mobile Legends ဆိုမျိုးသိပ်ပြီးတော့ graphics intensive မဖြစ်တဲ့ game မျိုးမှာဆိုလို့ရှိရင် အခုပြထားသလို graphics နဲ့ fps နဲ့ကိုကောင်းကောင်းဆော့လို့ရတယ်။ Okay ဆိုတော့ yoyo နဲ့ pro နဲ့မှာဘာကွာမလဲဆိုတော့သူအဓိကကွာပါမှာ camera ဘိုင်းမသိသေးတာကွာမှာပြီးတော့ charging speed ပေါ့နော်အဲ့နှစ်ခုကွာမှာ ကင်မရာဒီမှာသူက main camera 50 megapixel သုံးထားခြင်းအတူတူပဲ sensor size ရော OIS ပါတာခြင်းရောတူတယ်ဆိုတော့ main camera ရိုက်တဲ့ပုံတွေရဲ့ quality ကတော့အတူတူပဲဖြစ်လိမ့်မယ်ကွာမားက pro မှာ ultra wide ရတယ်ရိုးရိုးမှာကျတော့2 megapixel macro လေးပဲထည့်ပေးထားတာဆိုတော့ ultra wide ရဲ့ camera quality နဲ့ကိုသုံးဖြတ်မသုံးဖြတ်ပုံမှာမူတည်ပြီးတော့ pro ဝယ်သင့်မဝယ်သင့်ကိုသုံးဖြတ်လို့ရတယ် selfie camera မှာလည်း pro မှာ32 megapixel နဲ့ရိုးရိုးမှာ13 megapixel နဲ့လာတယ် ဆိုတော့ပုံလေးတွေကိုကျွန်တော်တို့ဒီမှာအစမ်းရိုက်ထားတာလေးတွေချက်ချင်းကြည့်လိုက်နောက်ထပ် quad အနေနဲ့က Pro series က91နဲ့ 30W wireless charging ရမယ်။အဲ Yoyo Note 50မှာကျတော့ 45W နဲ့ wireless charging ကို 30W ရမယ်။ဒါပေမဲ့သူထည့်ပေးထားတဲ့ wireless charging pad ကတော့နှာခေါင်စလုံးမှာ 20W ဆိုတော့အာဒီကောင်နဲ့အတွင်းမဲ့ဆိုလို့ရှိရင်တော့ 20W ပဲဝင်မှာပေါ့နော်။ Okay AI ဘိုင်းမှာလည်း Infinix က 4X လို့ခေါ်တဲ့ voice assistant ထည့်ပေးထားတယ်။ volume အတိုးကျယ်လုပ်ခိုင်းတာ၊တခြင်းကြော်ခိုင်းတာ၊ weather check လုပ်တာအဲ့လိုမျိုး text တွေကိုကောင်းကောင်း handle လုပ်ပေးနိုင်တယ်။ Fullex ကိုခေါ်ဖို့အတွက်က power button ကို long press နဲ့ထားလိုက်ရုံပဲ။ထုံးစံတိုင်းပဲပေါ့နော်ပြီးတော့ voice နဲ့လည်းခေါ်လို့ရတယ် high flex လို့ခေါ်လိုက်တာနဲ့မိချင်တာမိလို့ရပြီ ဒီကောင်က deep seek အဝမ်းကိုအခြေခံထားတဲ့ကောင်ဒါပေမဲ့မြန်မာလိုတော့ပြောလို့မရဘူး English လိုပဲပြောလို့ရတယ်မြန်မာလိုမေးမယ်ဆိုရင်တော့ဘာသာစကားကို support မလုပ်ဘူးလို့ပြောတယ်ပြီးတော့ဒီကောင်မှာ circle to search to ဘာလို့အဲ့လို function လေးတွေလည်းပါမယ်ဆိုအခု review နေရထားတဲ့အကြောင်းက Note 50 Pro မှာ Enchanted Purple အကြောင်းရယ် Note 50မှာ Titanium Gray ဆိုတဲ့အကြောင်းရယ်ကျန်တဲ့အကြောင်းတွေလည်းရှိသေးတယ်ဒီကောင်မှာ RAM 12GB နဲ့ Storage 256နဲ့လာတယ်ဇင်းအုံအနေနဲ့က Note 50က134,900နဲ့ Note 50 Pro က63,900လို့ပြောတယ် ော့ဈေးလည်းရမ်းကြီးတော့မကွာဘူးပေါ့နော် feature တွေလည်းတိတ်တော့မကွာဘူးကင်မရာလောက်ပဲနည်းနည်းတိတိတော့သာကွာတာလေးရှိမယ်ဆယ်သိန်းအောင်ဆိုတဲ့ဈေးမှာဒီကောက်မှာနည်းနည်းလေးထူးဆန်းတာဆိုလို့ရှိရင် metal body frame ဖြစ်မှာတို့နော် OIS ပါတဲ့ကင်မရာတို့ 144Hz display တို့ wireless charging တို့အဲ့ကောင်တွေကို highlight လုပ်ပြီးပြောလို့ရတယ်ဆိုတော့မဆိုးဘူးလို့ပြောရမှာပေါ့နော်အာသူ့ရဲ့ဈေးနဲ့သူ့ရဲ့ SOC နဲ့ကတော့ all rounder အနေနဲ့ကတော့မဆိုးဘူးပေါ့တန်တယ်လို့ပြောလို့ရတဲ့အနေအထားမျိုးမှာရှိတယ်ဆယ်သိန်းအောက်လောက်ကိုဒီလို specification မျိုးနဲ့ တခြားဖုန်းမှာလည်းများများဆက်ဆတော့မရှိဘူးဆိုတော့ဒီကောင်ကို pre-order တင်နေတဲ့သူတွေအတွက်ကိုမေ30ရက်နေ့ကနေပြီးတော့ pre-order တင်လို့ရမယ် pre-order တင်မယ်ဆိုလို့ရှိရင်16900တန်း power bank တစ်ခုလက်ဆောင်ရမယ်ဆိုတော့ဝယ်မယ်လို့စိတ်ကူးထားမယ်ဆိုလို့ရှိရင်တော့ pre-order နဲ့ဆိုလို့ရှိရင်နည်းနည်းလေးပိုတန်းတာပေါ့အခုကတော့ကျွန်တော်တို့ဘူးဖောက်ပြီးပြီးချင်း first impression ဆိုတော့ဒီဗီဒီယိုမှာတော့ဒီလောက်ပဲဒီနှစ်ကောင်ကိုကျွန်တော်တို့တေချာစမ်းသုံးပြီးတော့နောက်ထပ်ဗီဒီယိုနဲ့ပြန်လာခဲ့မယ်ခင်ဗျားတို့ရောအာဘာတွေစမ်းပေးစီချင်တာရှိလဲဘာတွေသိချင်တာရှိလဲအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှင်းခုံမေးမြန်းသွားလို့ရပါတယ် Ok, na onima nije